အားလုံးပဲမင်္ဂလာပါ။ယခုဖက်ပြတင်ဆက်ပေးသွားမယ်။ဝိတ္ထုတူလီကတော့ဆရာမန်မြင့်ရေးသားတဲ့ကောင်းမဗျာဆိုတဲ့ဝိတ္ထုတူလီပဲဖြစ်ပါတယ်။ကောင်းမဗျာ ဆရာဦးမှန်မြင့်ခင်ဗျာကျွန်တော်လေးလာစမ်းသပ်လျက်ရှိသောသူတည်တနာလုပ်ငန်းနှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးစရာရှိပါသောကြောင့်ကျွန်တော်ဤနေအိမ်သို့ကြွရောက်ပါရန်ဖိတ်ခေါ်ပါသည်ခင်ဗျာဒေါက်တာပေါ်ထွန်းကျွန်တော်သည်ဤစာလေးကိုဖတ်ပြီးနောက်အစင်းစားရခန့်နေသည်ကျွန်တော်အသည့်များတွင်ပေါ်ထွန်းဆိုသောနာမည်မရှိတယောက်ယောက်ကနောက်ပြောင်၍ရေးသည်လည်းဖြစ်နိုင်သည်သို့သော စာအိတ်အောက်ပိုင်း၌လာရမည့်လိပ်စာအပြည့်စုံပါနေသည်ပြီးတော့ကျွန်ုပ်ကိုလည်းဆရာတွေဘာတွေတက်၍ခေါ်သည်ကတကြောင်ဒေါက်တာတူးတစ်ယောက်ကပင် တိုင်ပင်ရသည့်အထိအရာရောက်နေပါလားဟု တွေးပြီးပီတိဖြာသွားသည်ကတကြောင်တို့ကြောင့်နောင်ခါလာမှနောင်စည်းဟုသဘောထားပြီးလိပ်စာအတိုင်းသွားရန်ဆုံးဖြတ်လိုက်သည်လိပ်စာ၌ပါသောခြံနံပါတ်ကိုရောက်သောအခါအသင်းဆောင်နေသော လူတစ်ယောက်ကို တွေ့ရလေသည် ထို့သူအားကျွန်တော်ဤနာမည်ကိုပြောလိုက်သောအခါ အလွန်လေးစားသော အမူအရာနှင့် ပြပြသည်လဲဟာကြွားပါဆရာကြွားပါအထဲမှာဆရာဥပေါ်တော်စောင့်နေပါတယ်ဟုပြောပြီးခန်းနာကြည့်ကြသော တိုက်ကြီးတဲသို့ခေါ်သွားလီတော်သည်တိုက်ကြီးမိမြကြိတ်ကြိတ်ခန်းနာသည်ကိုမူစာဖွဲ့ရေမပြနိုင်သည့်ထိပြတ်သောကြောင့်ပင် အပင်မှန်းခံ၍ပေါ်ပြမနေတော့ပါကျွန်တော်သည်ဧကန်းအခြေကြီးကိုဖြတ်၍ ်ရှေ့မှအဆောက်လူငယ်ခေါ်သွားသည့်နောက်သို့လိုက်သွားရလေသည်အခန်းကျယ်ကြီးတစ်ခုတည်းသို့ရောက်သောအခါ၌မူဒေါက်တာပေါ်ထွန်းကိုတွေ့ရလေတော့သည်ဒေါက်တာပေါ်ထွန်းမှာအရက်ထောင်ထောင်မောင်းမောင်းနှင့်လူခန့်ကျော်ကြီးတူဖြစ်လေသည်တိတ်ပင်ပညာရှင်ကြီးတူပိဒစွာမျက်မှန်ထူထူကြီးကိုတတ်ထားသည်ထို့သောဖြူပွေးနှူးညံ့နေသောသူ့အသားကပင်သူသည်နေပူရဲမထွက်ပဲစာအုပ်ပုံနှင့်ဓာခဲကန်းထဲ၌သာအချိန်ကုန်ကြောင်းတိတ်တာစီလေသည် ကျွန်တော်တို့ဝင်သွားသောအခါဒေါက်တာပေါ်ထွန်းသည်စာအုပ်ထူကြီးတအုပ်ကို စိတ်ပါဝင်စားစွာဖတ်နေလေသည် တကယ်ပင်စိတ်ဝင်စားနေသောကြောင့်ပင်ထင်ပါသည် ကျွန်တော်တို့ဝင်လာသည်ကိုမော့ပင်မကြည့်အဆောက်လူငယ်လေးကဒေါက်တာခမရဥမှတ်မြင့်ရောက်လာပါပြီဟုတ်ပြောမှပင်စာအုပ်မှမျက်နှာခွာလိုက်ပြီး ကျွန်တော်ကို မော့ကြည့်လေသည်ထို့နောက်ချက်ချင်းပင်ပြူငါသောအမူအရာများပေါ်လာပြီးဟာ ထိုင်မှခမားထိုင်မှယခုလိုဖိတ်ခေါ်တာကိုကြွတဲ့အတွက်အထူးကျေးဇူးတင်မိပါတယ်ကျွန်တော်ဒီသူထိုင်နေသောစပွဲရှိရှိကလထိုင်တလုံးပေါ်တွင်ဝင်၍ထိုင်လိုက်ပြီးကျွန်တော်ကိုခေါ်ရတဲ့ကိစ္စလေးကဒေါက်တာပေါ်ထွန်းကလက်ကပြပြီးဟာဖြည်းဖြည်းစစ်စစ်ပေါ့ဆရာလေးလာရတာမောနေရောပေါ့နည်းနည်းပါးပါးစားကြတော့ကြသေးတာပေါ့ဆရာရဲ့ စားရတော့ရမည်ဆိုရင်မြည်တို့မြကန့်ကွက်စရာမရှိတော့ကြောင်းဘာမှပြန်မပြောပဲအခန်းပတ်လေကို မျက်စိကစားလိုက်ပါသည်အာနဲတဲ့စာအုပ်တွေမဟုတ်ပါလားပေလေး90ပတ်လည်းထဲရော့မီမဟုတ်တော့အခန်းကျယ်ကြီး၄ပတ်၄တန်တွင်နိုင်ရံများကိုကတ်လျက်တန်းစီထားသောစာအုပ်ဗီဒီယိုကြီးများထဲ၌တွေ့လိုက်ရသောစာအုပ်များကြောင့်ကျွန်တော်မှင်သက်သွားလေသည်အားလုံးလိုလိုပင်တရေပုံးဂတ်တူပုံးအနှောက်၌အင်္ဂလိပ်ဂျာမန် ြင်သစ်ရုရှားဘာသာရွှေစလုံးများနှင့်ခံရလာသည်ဤမြများပြသောစာအုပ်ကြီးများကိုတွေးလိုက်ရသောအခါစာဖက်ဝါဒနာပါလာသောကျွန်တော်သည်ပင်စာဖက်ရမှယွန့်သွားသည့်အထိဖြစ်သွားလေသည်လူငယ်တယောက်လာချပြီးသောပေါမုတ်ကျဲဥကျော်နှင့် ကော်ဖီခါခါကိုသုံးဆောင်ပြီးသောအခါမှပင်ဒေါက်တာပေါ်ထွန်းသည် သူခေါ်ရခြင်းအကြောင်းကိုရှင်းပြပါသည် ကျွန်တော်အခုသူတေသနစာတမ်းတစ်စောင်ပြည့်စုံထားပါဗျ။အဲ့ဒီအကြောင်းကိုပြောပြခြင်းလို့ပါပဲ။ဟုတ်ကဲ့ခင်ဗျပြောပါ။ကျွန်တော်ကဘာကြီးပေါ်မှာလူသားတွေရဲ့တိုးတက်တော့မှာတစ်နှစ်တစ်ခြားများပြလာတော့လူဦးရေလည်းများလာပါလေ။ဒီလူဦးရေအတွက် လုံလုံလောက်လောက်စားနိုင်မှုအစာရေစာများကိုလည်းပုံမှုပြီးထုတ်ပေးဖို့လိုလာပါလေ။လူဦးရေ တိုးတက်လာသလောက် ဂျုံစပားစတဲ့တိနှံတွေကိုထုတ်လုံးမပေးနိုင်ဘူးဆိုရင်ငတ်မှုခေါင်းပါမှုကိုကြုံရတော့မယ်ဖြစ်ပါတယ်ကျွန်တော်ဒီခေါင်းကိုနှိမ့်ပြရင်နားထောင်နေရလေသည်သူကဆက်လက်၍ဒီတော့လူကြီးထုတက်လောမကထုတက်လာတဲ့တနေ့မှာ အစားအစာပြဿနာဟာမလွဲမလျှောက်သာတွေ့ရမှာပဲဒီအခက်အခဲကိုဖြေရှင်းပေးဖို့ကျွန်တော်တို့သိပ္ပံပညာရှင်တွေရဲ့တာဝန်ပဲဖြစ်ပါတယ်ဒီတော့ ကျွန်တော်လဲကျွန်တော်တက်ထားတဲ့ဘက်ကနေပြီးတွေးတောကြံစားကြည့်တယ်။ဟောအခုတော့ကျွန်တော်တခု တွေ့ထားပြီ။ဒေါက်တာပေါ်ထွန်းဤဝမ်တာအားရပြောကြားချက်ကြောင့်ကျွန်တော်ပင် သူနှင့်ရောရွေအားတက်သွားမိလေသည်။ထို့ကြောင့်ပင်သူတွေ့ရှိထားသောအကြောင်းသည်ဘာများပါလဲဟုသိကိုသိကျင်မိသည်။ထို့ကြောင့်သိလိုသောနှင့်နားထောင်သောအခါအဲ့ဒါဘာလဲဆိုတော့ ။ဤမြနှင့်ပင်စကားစာပြတ်သွားပြန်သည်။ဒေါက်တာဘော်ထွန်းသည်ဆေးပြင်းလိမ့်တလိပ်ကိုထုတ်ယူမိညီးပြီးတပွားနှစ်ပွားဖွာလိုက်သေးသည်။ပြီးမှဆက်၍အဲ့ဒါကတော့မြက်ကနေပြီးနှွားနို့ထုတ်တဲ့နီးပဲ။ဗျာဘလို့ဒေါက်တာဘော်ထွန်း၏ထူးဆန်းသောစကားကိုကြားလိုက်ရ၍ကျွန်တော်သည် အလန့်တကြားပင်ပြန်မေးမိသည်။သူကတော့ခက်ခန်းကြီးပြုံးလိုက်ပြီ မကြုံဘူးတာကြားလိုက်ရလို့တိတ်ကိုအံ့ဩသွားပြီနဲ့တူတယ်တကယ်တော့ဒါဟာတိတ်မဆန်းလာပါဘူးဆရာပဲစဉ်းစားကြည့်လေနွားမာတွေဟာမျက်ကိုစားတယ်ပြီးတော့နွားနို့ထုတ်ပေးတယ်ဒီလိုဆိုတော့မျက်ကနေပြီးနွားနို့ဖြစ်လာနိုင်တာပေါ့ဒီလိုပဲတွေးခေါ်ကြံစမိတာနဲ့ကျွန်တော်ရဲ့သူတေသနာလုပ်ငန်းစတာပါပဲကျွန်တော်ဒီသူ့စကားကိုနားထောင်ရင် မျက်ကနေဘလို့လှုပ်ပြီးနွားနို့ဖြစ်နိုင်မဖြစ်နိုင်ကိုစဉ်းစားနေမိသည် အဖြစ်ပေါ်မလားသို့တော့သိပ္ပံပညာရှင်ကြီးတူဦးတွေးခေါ်ကြံစားချက်ကိုလည်းပြန်၍မငင်းဝင်အသာညင်၍နေရလေသည်ဒေါက်တာပေါ်ထွန်းသည်စာအုပ်ထူကြီးများကိုလှန်၍လှန်၍ထောက်ပြရင်နွားနို့ဆိုတာဟာလူတွေအတွက်သိတ်ကောင်းတဲ့အစာတစ်ခုပဲနွားနို့ထဲမှာလူတွေအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေအကုန်ပါတယ်ဒီတော့ နွားနုကိုသာလုံလုံလောက်လောက်တောက်နေရရင်တခြားအစားအစာကိုစားဖို့မလိုတော့ဘူးအဲ့ဒီအခါမှာလူဦးရေနဲ့တီးနှံမလုံလောက်မမြတ်တာကိုလည်းတစ်ဖက်တစ်လမ်းကဖြည့်ရှင်းပေးရာရောက်တယ်ပြီးတော့ညက်ဆိုတာကလည်းနေရာတကာပောက်တဲ့ရှင်တန်လွယ်တဲ့အပင်ဖြစ်လေတော့ဘယ်မှာမဆိုရနိုင်နဲ့ကုန်ချမ်းပြတ်သွားတယ်လို့မရှိနိုင်ဘူးပေါ့ဒေါက်တာပေါ်ထွန်းဒီကျွန်တော်အားသူ့ဤဓာတ်ခွဲခန်းထဲသို့ခေါ်သွားပြီး သူ့ဤလက်တွေ့ဆန်းသက်မှုများဤ နောက်ဆုံးတွေ့ရှိချက်များကိုပြသည်သူဤတခွဲခန့်သည်ကအရာအမျိုးမျိုးရှိသောအရင်များထည့်ထားသည့်ဘူးဝိုင်းဘူးလုံးဘူးရှိဘူးပူများဖန်ပြွန်လေးများဖန်ပြွန်ချောင်းရှိကြီးများနှင့်ပြည့်နှက်ရှုပ်ပွားနေလေသည်တချို့သောနေရာများရှိကရိယာများကလည်းတတူတီတတက်တက်မြည်လျက်မီးရောင်ဆုံးအနီးအစိမ့်အဝါအပြာများလင်းလိုက်မှိတ်လိုက်ဖြစ်နေလေသည်ဒေါက်တာပေါ်ထွန်းသည် န်မှုလေးတစ်ခုတည်းသို့မြက်အနှဲငယ်ထည့်၍ပလင်းတစ်ခုထဲမှအည်များကိုလောင်းထည့်လိုက်သည်ပော့ပွက်စုသွားသည်နောက်ပြီးထိုဖန်မှုလေးအားမိတိုင်တစ်ခု၌အပူပေးပြီးအည်တစ်မျိုးလောင်းထည့်ပြန်သည်ဖန်မှုထဲ၌အပြာရောင်များဖြစ်သွားသည်ကျွန်တော်လည်းကြီးကောင်းကောင်းရှိသည်နှင့်စိတ်ပါလက်ပါကြည်နေမိလေသည်ဒေါက်တာဘော်ထွန်းသည်လက်တွေ့လှုပ်ပြရင်းနှင့်ပင်ဗဇက်ကလည်းတွတ်တွတ်ရှင်းပြသည်အခန်းထဲရှိ တယ်မုံကြီးပေါ်၌လည်းရေး၍ရှင်းပြသည်သို့သောကျွန်တော်နားမလဲသောတင်ဂေတစာလုံးများနှင့်ရွတ်ပြအရေးပြသောကြောင့်ဘာမှမသိကြည်သူစိတ်ပြတ်သွားမည်ဆိုသောကြောင့်ခေါင်းတငိမ့်ငိမ့်နှင့်အင်းလိုက်နေရလေသည်ဒေါက်တာဘောထွန်းသည်ခေပညာတက်သိပ္ပံပညာရှင်ကြီးဟုတိတာစီရန်လားမသိနွေရသည်ကြီးမှပင်ဘောင်းမီရှေကုတ်အင်းကြီးနက်ကတိုင်နှင့်ဖြစ်သည်ယခုတခွဲကန်တဲ့၌ အင်းကြီးအဖြူဖားလျားကြီးဝတ်ထားပြန်သည် သူ့အစာအိုက်လာသည် သူကတော့ဖန်ပူးလေးဂိုင်းပြီးအည်တမျိုးလောင်းလိုက်ဝါသွားလိုက်ပြီးတော့နောက်တမျိုးထက်နီလာလိုက် နောက်တမျိုးထက်ရောရွှေအောင်တောက်ပသည့်အတုံးလေးများဖြစ်လာ မျက်လင့်ပြနေသည်နှင့်ပင် တူလာ၏ပြီးတော့သူကအနုကြည့်မှန်မြောင်းတဲ့သူမှန်ချက်ကလေးများတွင်၍ကျွန်တော်အားကြည်စီသည် ရောင်စုံအကွက်လေးများအဆက်ကလေးများကိုမြင်ရသည် ဒေါက်တာပေါ်ထွန်းကရှင်းပြတော့လဲရှေလျားခက်ခဲလာတော့အတန်ထွက်သည့်အင်္ဂလိပ်စလုံးများဖြစ်တော့ကြောင့်ကျွန်တော်နားမလဲတခွက်ခန်းထဲမှာထွက်လာကြပြီးနောက်ဒေါက်တာပေါ်ထွန်းကကဲဘာများမရှင်းတာရှိပါသလဲဆရာမြက်ကနေနွားနို့ဖြစ်အောင်ဘလို့လုပ်မလဲအဲ့ဒါကတော့ဆက်တစ်ခုလုပ်ရပါလိမ့်မယ်ကျွန်တော်အခုရှာဖွေနေတာဟာဈေးစကအနည်းဆုံးဖြစ်အောင် ဓာတ်ပြောင်းအကူအညီဘာတွေသုံးရင်ကောင်းမလဲလို့ဘာလို့ပေါ့ဆရာ ဖြစ်နိုင်ရင်တော့အဲ့ဒီဆက်ကိုပြည်တွင်းဖြစ်ပစ္စည်းတွေနဲ့ပဲတိဆောက်ဖို့ရည်ရထားပါတယ်နောက်ဆုံးအဆင့်အနေနဲ့ကတော့ဟိုဘက်ကနေပြီးနွားနို့နို့စည်းထောဘက်ဒိန်ခဲမလိုင်းတွေကြတဲ့အထိဖြစ်လာအောင်ပါပဲဒေါက်တာရဲ့ရည်ရချက်ဟာ အကောင့်ထဲပေါ်လာရင်တော့သိကောင်းပါပဲဟာဖြစ်နိုင်ရမှာပေါ့ဆရာ မျက်ကနေနွားလို့ဖြစ်နိုင်တာကို ကျွန်တော်တို့တွေ့နေကြပြီပဲဒီကိစ္စဟာလူပေါင်ကြီးတစ်ခုလုံးအတွက်အကျိုးရှိမဲ့တွေ့ရှိချက်လို့ကျွန်တော်ယုံကြည်ထားတယ်ဟာတိတ်ဟုတ်တာပေါ့လူသားများကြီးအစာငတ်မှုပြီးမှကဲတင်နိုင်သူလို့တော့ကဘာတဝန်းလုံးကချီးမွမ်းကြပါတိတ်ပင်ပညာရဲ့ဆိုင်အနိုဘယ်ဆုရမှာတော့တေချာနေတာပဲတော်တာနိုဘယ်ဆုကိုရစီတော့ရေလို့တော့မဟုတ်ပါဘူးဗျာလူသားတွေရဲ့အကျိုးအတွက်ပါ ပြီးတော့ကျွန်တော်တခုတွေးမိတာကနွားနို့တွေပေါပေါများများရှိလာရင်လူတွေဟာအစားအသောက်တွေတိတ်ပြီးပူပင်စရာမလိုတော့ဘူးမြက်ကလေးရိပ်ပြီးဆက်ထဲထည့်လိုက်ရုံပဲလိုတော့တာကိုလူတွေအကျိုးရှိမယ်ဆိုရင်ကျေနပ်လှပါပြီဒေါက်တာရဲ့မုံမျက်လှတဲ့ရွေချက်ကိုကြားရလို့တိတ်ပြီးလေးစားပါတယ်ဒေါက်တာအဲ့ဒါကျွန်တော်ရဲ့သူတင်နာလုပ်ငန်းကိုစာရေးဆရာတူအနေနဲ့ဗာမ ्या အကြံပေးချင်ပါတယ်ဆရာလောတာများရှိရင်ပြောပါ ဒေါက်တာပေါ်ထွန်း၏အကြံတောင်းခြင်းကိုခံရသောအခါကျွန်တော်သည်ကဘာကျော်ပုဂ္ဂိုလ်ကြီးတယောက်၏စကားကို အမှတ်ရမိသည်။သူ ဖြစ်ခြင်းသည်များကိုသဘောတူမီလူ ရှာခြင်းဖြစ်သည်ဟု ဆိုသည်။ဒီတော့ဒေါက်တာရဲ့သူတေသနရှာဖွေတွေ့ရှိချက်ဟာသိကောင်းပါလေ။အကြံပေးစရာမရှိသလောက်အောင်ပါပဲ။ဒီအကြောင်းကိုစာရန်ပြုစုပြီးသူတေသနစာရန်အနေနဲ့ဖတ်ပြရရင် ကောင်းမလားလို့။အာသိကောင်းတော့ဗောဒေါက်တာ။ ဒင်းသာရှင်းလင်းမွေးရောလုံနိုင်ရင်ပိုကောင်းတာဗောဒေါက်တာကျွန်တော်စိုးရင်နာကဒုတိမြားမှာကိုပဲတော်ကြရင်ဧကန်စကားပြောရနဲ့အချင်းကုန်းနေမယ်ကျွန်တော်တို့ဆိုတာကဒုတိနဲ့လေအလုတ်ချင်ပိုရလေကောင်းနေပဲဒေါက်တာပေါ်ထွန်းဒီသူပြောသမျှကို စိတ်ပါဝင်စားစွာနားထောင်သဘောကျထောက်ခံပြီး ပြန်၍မြင်သောကျွန်တော်အားအပြန်၌ခြံတကားဝအထိပို့ဆောင်နှုတ်ဆက်ရင်းဂတိပေးသည် မျက်ကနေနွားနို့လုတ်တဲ့ဆက်အောင်မြင်တဲ့နေ့မှာဆရာကိုကျွန်တော်အကြောင်းကြားပါမယ်။မကြာမီသူတေသနာဆွေးနွေးပွဲကြီးတစ်ခု၌ဒေါက်တာပေါ်ထွန်းသည် သူ၏မျက်မှားနွားနို့ထုတ်ယူခြင်းဖြင့် နောက်အနာကက်အစားစာပြဿနာကို ဖြေရှင်းခြင်းဟူသောစာတမ်းကိုဖတ်ကြားပြသည်။တိုင်းပြည်၏ထိတ်တန့်အကြဆုံးသိပ္ပံပညာရှင်များပေါမောက်ခါများပင်နိုင်ဆောင်မရှင်များခေတ်ပညာနှင့်လူငယ်များစသည့်ပုဂ္ဂိုလ်များ၏ရှေ့၌တင်ပြရသည်ဖြစ်သောကြောင့် ဒေါက်တာပေါ်ထွန်း၏စာတန်းသည်ကျွန်ုပ်အားရှင်းပြစဉ်ကထက်ပိုမိုပြည့်စုံသည်ကိုမူပြောစရာလိုမည်မထင် ပါရဂူတူရေးသားတင်ပြသည်နှင့်အညီတော်ယုံတယုံလူများ၏နားထဲသို့ချော့ချော့မောမောဝင်မသွားသည့်အခေါ်ဝေါ်များဖြင့်လူအထင်ကြီးခံယုံဒါမက အောက်ခြေမှတ်စုများနောက်ဆက်တွဲဇာတ်များစကဲလုံးအညွှန်းများပါထည့်သွင်းဖော်ပြထားသောကြောင့်အချက်လက်ပြည့်စုံလှလေသည် ထို့ပြင်ထိုစာတန်းပြုစုရာ၌ မိញမ်းပြူပူကားသောအင်္ဂလိပ်စာအုပ်ဂျာမန်စာအုပ်ရုရှားစာအုပ်စသည့်ဘာသာပေါင်းစုံစာအုပ်စင်းအရှိကြီးကပင် စာတိုင်း၏ခန်းနာထယ်ဝမှုကိုတက်တည်ခံနေတကဲ့သို့ပင်ထို့ကြောင့်သူတေသနာဆွေးနွေးပွဲ၌သူစာတန်းကိုဝေဖန်ဆွေးနွေးရသူ မရှိတော့ဘဲလက်ခံလိုက်ကြလေသည်ထို့နောက်ဆက်လက်၍ဒေါက်တာပေါ်ထွန်းသည်တရင်တော်များနှင့်စောင်းမရှင်များကိုဖိတ်ခေါ်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်သည်သတင်းစာများ၌ ဒေါက်တာပေါ်ထွန်း၏ရုပ်ပုကြီးနှင့်အတူသူတေသနလုပ်ငန်းအကြောင်းကိုအကျယ်တဝင့်ရေးသားထားသည့်ကိုဖတ်ရှုရလေသည်။ဆောင်းမရှင်များကလည်းဒေါက်တာပေါ်ထွန်း၏ရှာကြံတွေ့ရှိချက်တရက်ဖြစ်သောမျက်မှနှုတ်ထွက်ယူခြင်းအကြောင်းကိုရေးသားကြပြီးစာနှင့်ရခါပြဿနာကို ဖြေရှင်းပေးနိုင်မည်အကြောင်းစသည်ဖြင့်ချီးမွန်ရေးသားကြလေသည်။ဒေါက်တာပေါ်ထွန်း၏အကြောင်းမှာတတိုင်းပြည်လုံးသို့ပြန့်နှံ့သိရှိခြင်းကိုခံရပေပြီ။လူတိုင်းကပင် ေါက်တာပေါ်ထွန်းဟူသောနာမည်ကိုစိတ်ဝင်စားလာကြသည်ဒေါက်တာပေါ်ထွန်း၏နာမည်ဟိုးလေးတကြောကြောဖြစ်လာသည်နာမည်ရသွားပြီဖြစ်သောဒေါက်တာပေါ်ထွန်းအတွက်အလုပ်တွေအများကြီးရှိလာပြီညီသည့်ဘက်သို့ဝင်တိုးတိုးလက်ခံမိသူများရှိလာပြီတည်တော့သူတေသနာလုပ်ငန်းကိုဘေးချိတ်ထားလိုက်သည် ပထမဦးစွာစာပေလောကသို့ဝင်သည်နိုင်ငံကက်သတင်းစာမှစ၍မဂ္ဂဇင်းဂျာနယ်အထိတွေ့ကြရဝင်ရည်သည် သိပ္ပံပညာဆို၍ကြာပူနာဝါဒရှိသောအက်ဒီတာများကလည်းပါရဂူတူရေးသောစာမှုများကို အပေမှာပယ်ဝင့်မည်နီထို့ကြောင့်ဒေါက်တာပေါ်ထွန်းဟူသောအမည်မှာပို့၍ကြော်ကြားလာသည် ထို့ပြင်သိပ္ပံပညာတိုးတက်ပြန့်ပွား၍စိတ်ဝင်စားမှုရှိစေရန်ဟူသောဆောင်ပုဒ်နှင့်စာတင်ကြောင်းများသို့တွား၍တရားဟောသည်ကလေးများသည်ရည်ကြရ၍ဒေါက်တာပေါ်ထွန်းကိုသဘောကျကြသည် သိပ္ပံဆိုင်ရာအသိအပွင့်များကောလိပ်တက်ကတူများ စက်မှုသိပ္ပံများကလည်းသိပ္ပံပညာရည်များကိုဟောပြောရန်ဒေါက်တာပေါ်တော်ဟာဖိတ်ခေါ်ကြသည်ဂုံတူးဆောင်အတင်းသားတစိ့ပေးအပ်ကြသည်ဒေါက်တာပေါ်ထွန်းကလည်းဖိတ်ခေါ်ပြီးသည်များကိုငင်းပယ်သေးဟူ၍မရှိ ထို့ပြင်အသင်းဖွဲ့များကလည်းဒေါက်တာပေါ်ထွန်းလာ၍ဟောပြောမည်ဟုကြေညာပြီးထိုင်ကုန်ရောင်း၍ရန်မုံငွေရှာကြသည်လူများကလည်းဟောပြောမည်အကြောင်းထက်နာမည်ကြီးလာသောဒေါက်တာပေါ်ထွန်းကိုတွေ့မြင်မှုကျင်ကြသောကြောင့်ပင် ဟောပြောပွဲကိုတက်ရောက်ကြသည် ထို့ကြောင့်ပညာရှိတော်လဲမာနကင်းပြီးသဘောကောင်းသောဒေါက်တာပေါ်ထွန်းဤသူလူလူ၏အကျိုးဆောင်ကြီးဒေါက်တာပေါ်ထွန်းဟူ၍ကောင်းတဲ့င်္ဂါမှုပြန်လာသည် ထို့တူဒေါက်တာပေါ်ထွန်းမုတ်ဆေကြီးတို့ခုထားရှိလာပြီးသိပ္ပံပညာရှင်ကြီးနှင့်ပို၍တူလာပေသည်ဒေါက်တာပေါ်ထွန်း၏နာမည်ကြီးတထက်ကြီးလာသောအခါသိပ္ပံပညာကျော်မဟာတုခမိန်အဖွဲ့ကြီးကပင သူအားဂုံလူဆောင်ပါရဂူဘွဲတခုချင်းမြင်ဟန်အသင့်ပြင်ထားရတော့သည်လက်နှင်းနေ၍မဖြစ်တော်ကြာနိုင်ငံခြားတိုင်းပြည်တခုခုကဝင်၍ပါရဂူဘွဲပေးလျင်ရှက်စရာဖြစ်နေမည်ကိုလည်းစိုးရိမ်ရသည် တင်းစာများဂျာနယ်များကလည်းဒေါက်တာပေါ်ထွန်း၏လှုပ်ရှားမှုမှန်သမျှကိုတနည်းလျင်မျက်တောင်ဗနဲ့ချင်းခတ်သည်ကအစလေစိမ်းအနှင်းငယ်ခံပြီး၍နှာအနှင်းငယ်စည်းသည့်အဆုံးဖော်ပြကြသည်နာမည်လေးအနှင်းငယ်ကြော်ကြားလာပြီးဆိုလျှင်အမှုပညာအရေးသွေးရှိရှိမရှိရှိဇလန်းနှင့်အံဝင်ကွင်းကျဖြစ်ဖြစ်မဖြစ်ဖြစ်စဉ်းစားလေမရှိသော ရုပ်ရှင်ကုမ္ပဏီတစ်ခုကလည်းဒေါက်တာပေါ်ထွန်းအားကောင်းဆောင်မင်းသားအဖြစ်ရိုက်ကူးရန်စကားကန့်လှမ်းသေးသည် မိုးစိတ်ဖပကြီးနဲ့ဆိုတော့ဂရုံးမင်းသားယူဘရိုင်းနာမည်ကြီးတလို့ဒေါက်တာပေါ်ထွန်းလဲမိုးစိတ်မင်းသားကြီးဟုကဘာမှာပင်ကြော်ကြားနိုင်ကြောင်းယခုမြန်မာရုပ်ရှင်လောကသို့တက္ကသိုလ်ဘွဲ့ရများအဆူကျော်များအဆူကျော်ဆိုရ၌မြန်မာအသံအဆူကျော်နှင့်တိတ်ခွေအဆူကျော်ဟုနှစ်မျိုးစလုံးပါသည်အားကစားချန်ပီယံများစာရေးဆရာများဝင်ရောက်နေကြတော်လဲတိတ်ပံပါရဂူများကတကြိမ်တခါမျှမရောက်သေး၍ ဒေါက်တာပေါ်ထွန်းသာရုပ်ရှင်နယ်သို့ဝင်ခဲ့ပါလျင်ပထမဦးဆုံးသောတိတ်ပံပါရကူရုပ်ရှင်မင်းသားဟုမှတ်တမ်းတင်ခံရမည်ဖြစ်ကြောင်းစသည်ဖြင့်လေးတန်းနှွင့်ကြသေးသည်သို့သောကိုဤချင်းကိုနားလေသောဒေါက်တာပေါ်ထွန်းသည် ရုပ်ရှင်နယ်မှကန့်လန့်လာသည်ကိုပယ်ချလိုက်သည် ထို့ကြောင့်ရုပ်ရှင်ကြည့်အများပြည်သူများအနေနှင့်လဲပိတ်ကားပေါ်မှနေ၍နားနှင့်မျက်စိကို အနောက်အရှက်ဖြစ်စေအောင်ကိုယိုကာယာလုံပြမည်လူတူရော်နေသွားလေသည်ထို့ကြောင့်ဒေါက်တာပေါ်ထွန်းအားကျေးဇူးတင်ရသေးသည်ကျွန်တော်ကမူဒေါက်တာပေါ်ထွန်း၏အခေါ်ကို တနေ့၌လာခွန်နိုးလာခွန်နိုးဖြင့်စောင့်နေမိသည်၄၅လနှင့်လည်းမလာသေး9လကျော်ခဲ့သည့်တိုင်ဘာတမ်းမြမကြလာခိုးစောင့်ရင်းနှင့် အချိန်ရာတိုင်းမျက်မှနှုတ်ထုတ်ယူခြင်းကိုသာစဉ်းစားနေမိသည်နွားမာသည် မျက်ကိုစား၍နှုတ်ထုတ်ပေးသည်သို့သော နွားငယ်လေးမွေးမှနှုတ်ထွက်ပြီးကြံသောအချိန်များ၌ဘာကြောင့်နှုတ်မထွက်သလဲနွားထီကြတော့မျက်ကိုစားပါလေဘာကြောင့်နှုတ်မထွက်ရသလဲဟုတ်နိုင်ပါမလားနောက်ဆုံး၌ခေါင်းရှုပ်ခြင်းသာအဖက်တင်လေသည်ဟဲငါကူကအញ្ញံမမီလို့နေမှာပါသူကသိပ္ပံပညာရှင်ပါရဂူကြီးပဲသူတည်တနာလုပ်ငန်းဆိုတာတိတိကျကျခိုင်ခိုင်လုံလုံပြရတာဆိုတော့အချိန်ယူရပြီမပေါ်တနစ်ခန့်ကြာခဲ့သောအခါ၌မူ လူတို့၏ထုံးစံအတိုင်းဒေါက်တာပေါ်ထွန်း၏အကြောင်းသည်စိတ်ဝင်စားမှုမရှိကြသောကြောင့်တဖြည်းဖြည်းနှင့်ယိုးသွားပြီးမှိမ့်မိန်သွားလေသည်ဒေါက်တာပေါ်ထွန်း၏အခေါ်ကိုစောင့်စားနေရသောကျွန်တော်သည် နောက်ဆုံးနိုင်မှုမအောင်နိုင်တော့ဘဲသူ၏တိုက်သို့သွားမိတော်သည်ဒီတခါတွေ့ရသောဒေါက်တာပေါ်ထွန်းသည် ရခင်အကျဉ်တွေ့ရစဉ်ကထက်ပို၍ခံရနေကြောင်းကိုသတိပြုမိလိုက်သည်။ရောက်လျင်ရောက်ချင်းပင်တိလူသောဖြစ်မေးလိုက်မိသည် ဒေါက်တာရဲ့လုပ်ငန်းအကောင့်ထဲပေါ်ပြီလားဟုတ်ကဲ့အဲ့ဒီသူတေသနာလုပ်ငန်းကတော့အဆုံးသတ်လိုက်ပါပြီယာနှုံးပြစိတ်ကျေနပ်တဲ့အဆင့်ထိဖြစ်မလာသေးပေမဲ့အကောင့်ထဲပြနိုင်တဲ့အထီတော်ရောက်နေပြီလို့ဆိုရမှာပဲကျွန်တော်မကြည့်ရဘူးလားဒေါက်တာဒီအကြောင်းကိုလှုပ်ဝက်ထားရမယ်ဆိုရင်လည်းမပေါက်ကြားစေရပါဘူးဟာဘာမှလှုပ်ဝက်စရာမရှိပါဘူးကြည့်ရပါတယ်လာပါလာပါဒေါက်တာပေါ်ထွန်းသည် ိုက်ကြီးထဲမှနေ၍အပြင်သို့ခေါ်လာရင်းနှင့်သူ၏အခက်ခဲများကို ရှင်းပြနေလေသည်အကြီးမားဆုံးအခက်ခဲကတော့မနှုတ်ထုတ်တဲ့ဆက်တီထွင်မှုပဲကျွန်တော်ကလည်းသိပ္ပံပညာတွေးခေါ်ရှင်တယောက်သာဖြစ်လေတော့စက်ကရိယာတွေကိုကျွမ်းကျင်တာမဟုတ်ဘူးဗျနိုင်ငံညားကိုဆက်အထွန်ခိုင်းနေရရင်လည်းငွေရဘောက်တစ်ခုဖြစ်လာမှစရသေးတယ်မဟုတ်လားဟုတ်တော်ဗောဒ္ဓတော်ကြာစတင်တွေးရှိတာကကျွန်တော်တို့အကျိုးဖြစ်သွားမှာကတခြားတိုင်းပြီကဒါပေါ့ဗျာ ကျွန်တော်လည်းဒီအချက်တွေထက်တွေ့ရသေးတယ်။နောက်ဆုံးတော့တိုင်းပြည်ရဲ့သဘာဝကပြီးတဲ့အခြေအနေနဲ့လည်းကိုင်ညီရမယ်။ပြည်တွင်းပြစ်ပစ္စည်းလည်းဖြစ်ရမယ်ဆိုတဲ့မူနဲ့အတက်နိုင်ဆုံးအကောင့်ထဲပေါ်လိုက်တာပဲဗျာ။ဒေါက်တာကိုသိချီးကျူးပါတယ်ဗျာ။မြန်မာပြည်သားတယောက်အနေနဲ့လည်းဂုဏ်ယူပါတယ်။ Congratulations ဒေါက်တာ။ဟဲဟဲ။ဒေါက်တာပေါ်ထွန်းဒီကျွန်တော်၏ချီးကျူးမှုကိုမြင့်မြင့်ကြီးခံယူပြီးမှနွမ်းလှရလှရလေးပြောလိုက်သည် ။နောက်ဆိုရင်တော့သူတေသနာစာရန်တက်တက်ပဲရေးတော့မယ်ဗျာ။လက်တွေ့အကောင့်ထဲပေါ်ရတာကအချိန်သိက်ကုန်နေဗျာ။လူတက်တန်းကတူတူလေးဆိုတော့စာရန်ရေးဖို့အချိန်ကရလာတာမဟုတ်ဘူး။ကဲဟိုမှာကြည့်ဗျာ။ကျွန်တော်ဒီဒေါက်တာဘော်ထုံးညွန်ပြရာတို့ကြည်လိုက်မိသည်။တူတူချက်ချာဆို၍ဘာမှမတွေ့ရ။ဘယ်မှလဲဒေါက်တာအေးဟိုအရီလေးဗျာသမိုးတန်လျာကြီးထဲမှာတေးသေးချာချာကြည့်ပါဦး ျွန်တော်ကတည်တည်ချာချာမျက်လုံးကိုပုတ်သက်၍ကြည့်ရပြန်သည်ဒီတော့မှမယုံတလို့လို့နဲ့ဟာဒေါက်တာကလည်းနောက်ပြန်ပြီအဲ့ဒါကားဖြင့်မျက်စားနေတဲ့နွားမတွေပဲဟာခမရကလည်းဗျာမျက်ကနေနွားလို့ထုတ်ယူရမှာနွားမထဲကောင်းတဲ့ဆက်များတွေ့ဘူးသလားဒါတဘာဝအခြေအနေနဲ့အသင့်တော်ဆုံးပဲဗျာကျွန်တော်ပြန်၍မငင်းဘူးသူကအထူးတလဲသူတည်သနာပြုတ်ပြီးမှ ပြောခြင်းမဟုတ်ပါလား ပြီးတော့သူကဆက်၍ပြောပြန်ပါသေးသည်ကျွန်တော်နောက်ထပ်တွေးရှိချက်တစ်ခုရထားပြန်ပြီစရာအဲ့ဒါသူတေသနာစာတန်းတစ်စောင်ပြုစုရရင်ကောင်းမလားလို့ပြားဟုတ်ကဲ့ကောင်းသမှတိတ်ကောင်းမမ်းမြင့်မိုးဝေမဂ္ဂဇင်းမေလ1983ခုနှစ် နားစင်အားပြီးခဲ့သူအားလုံးအားຫນွေဦးနရသိန်းဝိုင်းတော်သားများမှာကျေးဇူးအထူးပင် တင်ရှိပါတယ်။ရှင်လန်းချမ်းမြေကြပါစေ။